အားလုံးပဲမင်္ဂလာပါဒီရက်လည်းနေကောင်းချမ်းမအဆင်ပြေကြပါစေဗျဒီရက်ကျတော့ကျွန်တော်တွေးခေါ်ရှင်ကြီးနေရောက်အမြင်မတူတဲ့အာအတွေးခေါ်မတူတဲ့ဟာအမြင်မတူတဲ့ဟာကျွန်တော်တင်ပြပေးမှဖြစ်တယ်ပေါ့လေနော်အာအဲ့ဒါကတော့တွေးခေါ်ပညာရှင်တွေးခေါ်ရှင်ကြီးဖြစ်တဲ့ Aristotle နဲ့ဒီ Plato ဖြစ်တယ်ပေါ့လေနော်ကျွန်တော်တင်ပြမယ်ဒီဒီရက်ကတော့အဲ့တော့ဒီ လေတိုရတော့သူကဘယ်လိုမျိုးပြောလဲအရစ္စတိုတယ်ဆရာပေါ့လေနော်အဲ့တော့အရစ္စတိုတယ်ကလည်းဘယ်လိုမျိုးပြောမလဲတကယ်ကိုအာထင်ရှားတဲ့အတွေးခွန်ရှင်တယောက်ဖြစ်တယ်ပလေတိုလည်းထင်ရှားတဲ့အတွေးခွန်ရှင်တယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ပလေတိုရဲ့အချစ်ဆုံးတပည့်ပေါ့နော်ပလေတိုရဲ့အချစ်ဆုံးကျောင်းသားတပည့်မှာဆိုရင်တော့အရစ္စတိုအရစ္စတိုတယ်ဖြစ်တယ်ပေါ့လေနော်တို့ပေမဲ့အရစ္စတိုတယ်အမြင်ရတော့လုံးဝဟိုပလေတိုနဲ့အာကွဲပြားခြားနားတယ်ပေါ့လေနော် အဲ့တော့ Aristotle ကတော့ဒီဒီမှာပြောထားတာပေါ့နော်သူဆရာရဲ့အမားကိုပေါ့လေနော်လုံးဝမထောက်မထားအာမထောက်မထောက်မညာပေါ့သူဆရာအမားမထောက်မညာအာဝေဖန်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ Aristotle ကဘယ်လိုမျိုးပြောလဲဆိုတော့ကျွန်ုပ်ဒီတဲ့ lead to are ချစ်ပါ၏တဲ့အာကြည်လဲကြည်ညိုပါ၏တဲ့သို့တော့တဲ့ကျွန်ုပ်ဒီတဲ့ Plato ကိုချစ်တဲ့အမှန်တရားကိုပို၍ချစ်မြတ်နိုးပါတယ်တဲ့အဲ့ဒါတော့ Aristotle ပြောတာပေါ့လေနော် โอเคသူတို့ရဲ့အတွေ့အမြင်သဘောတရားမတူညီတာဘယ်လိုမျိုးပုံစံလဲဆိုတော့တစ်ချက်အာတစ်ချက်ကြည့်အောင်မဟုတ်လဲเนาะအဲ့တော့ Aristotle နဲ့ Plato ဒီတဲ့အတွေ့ခွန်နေဖယ်နဲ့အမြင်ချင်းလုံးဝမတူညီကြပြီတဲ့အဲ့တော့ Plato ကတဲ့ Plato ရဲ့အမြင်ပေါ့လဲเนาะခေါင်းကင်ဆန်တလောက်เนาะ Aristotle ကတဲ့မြေကြီးဆန်သည်ဟုတင်စား၍ဆိုရမှာပေါ့လဲเนาะသူတို့ရဲ့အမြင်ကွာခြားချက်ကအဲ့တော့ Aristotle ရဲ့အတွေ့အမြင်များဒီတဲ့ကမ္ဘာမြေကြီးပေါ်မှာလူသားတို့ရဲ့တကယ့်ဘဝနဲ့နေစားတာပေါ့လဲเนาะလက်တွေ့ကြတဲ့ လေတူကဲသို့စိတ်ကူးယဉ်ခြင်းမျိုးမရှိခဲ့ဘူးပေါ့နော်အဲ့တော့ပလေတိုရဲ့ဒီအတွေ့အကြုံတပန်းစကျွန်တော်တင်ပြတဲ့အချိန်မှာဆိုရင်လေပလေတိုရတော့သူကစိတ်အာအာစိတ်စိတ်စိတ်နဲ့နံဦးစားပေးပြီးတော့အာတွေးခေါ်တဲ့အထက်မှာပါတာပေါ့နော်ဒီအရစ်စတိုတယ်ကတော့နည်းနည်းလက်တွေ့ကြတယ်ပေါ့ကြည့်ရတာအဲ့တော့ဒီပလေတိုရဲ့ဒီအတွေ့အကြုံမျိုးမြင်ရေးသဘောတရားများမှဆိုရင်နော်အာယုံအာဖြစ်သိနိုင်သောဤယုတ် ဤရုပ်လောကမှာဆိုရင်တော့စိမ္မာနဲ့လောကမဟုတ်ဘောလဲနော်အဲ့တော့ဉာဏ်ဖြစ်သိနံသောအာဝိညာဏအာလောကကသာစိမ္မာနဲ့ပေါ့ဉာဏ်ဖြစ်သိနံတဲ့နံတို့စိတ်တို့ကသိနံတဲ့အရာကသာလောကအစိမ္မာဖြစ်တာဘောလဲနော်ပလေတိုမှာဆိုရင်ဘာဆိုအကြောင်းမူကားတဲ့ဤလောကစိတီချာတည်နေကြသောပုဂ္ဂလိကပစ္စည်းတို့သည်တဲ့အစဉ်ဖောက်ပြန်ပြောင်းလဲနေကြသောလဲတဲ့ရေဘူးရနန္တရားများတီယာလောကတိကားတဲ့ထာဝရတည်နေသောကြောင့်ဖြစ်သည်ဟူသောအမြင်ကိုမလို့ ်ပလေတူကတင်ပြခဲ့တယ်ပေါ့လေနော် ပြီးတော့ပလေတူကဗါရဆက်ပြောလဲပေါ့နော်အာပလေတူကဗါပြောလဲဆိုဤရုပ်လောကသည်တဲ့စစ်မှန်သောရေပူရအာတရားတို့တရားလောကဤအရေးထိုလောကဤအသွင်သဘောသာ ဖြစ်ကြောင်းပြောကြားပြီးတော့လောကကြီးဤနှခုကိုခွဲခြားပြခဲ့တယ်ပေါ့နော်ဒီရုပ်လောကနဲ့နိုင်လောကပေါ့နော်အဲ့တော့ရုပ်လွန်ကဘာကြီးကိုတိဆောက်ခဲ့တော့လဲနော်ပလေတူဒီနဲ့ဆုခဲ့ပြီးတော့လောကနှခုဤ ဆက်ဆပုံကိုမရှင်းပြနိုင်ခဲ့ပေါ့လေနော်အဲ့တော့ဒီနေ့အားဖြင့်အရာဝတ္ထုအဖြစ်ပြဲတွဲပုံစံနဲ့အကြောင်းအရာကိုဆက်ဆက်ခြင်းမပြုနိုင်ခဲ့တဲ့အတွေ့ပေါ့နော်ထို့နှစ်ခုအကြာအဆက်အဆမရှိကွက်လာခြင်းဖြစ်ကြံခဲ့တယ်ပေါ့နော်အဲ့လိုမျိုးနိုင် လောကမှာနော်ရုပ်လောကဘလို့ဖြစ်ကြောင်းပလေတူကတော့မဖော်ပြနိုင်ခဲ့ပေါ့လေနော်အဲ့တော့ဆက်ပြောရမယ်ဆိုရင်ပေါ့လေဆက်ပြောရမယ်ဆိုရင်တော့ဒီ Aristotle ပေါ့လေနော် Aristotle အနေဖြင့်ပြတဲ့ သူ့ဆရာပြောင်းလဲခြင်းရှိသောနံပုံစံများကိုလက်ခံတယ်ပေါ့နော်သို့တော်တဲ့ထူထာရရှိဘူးရနန္တရာတို့သည်တဲ့ရုပ်လောကရဲ့အပြင်ဘက်တကဘာတွင်တတိတခြားတည်နေကြသည်ဟူသော အချက်ကိုနော်အရစ္စတိုတယ်ကတော့သူလက်မခံဘူးလင်းတော့အဲ့တော့အရစ္စတိုတယ်ကတဲ့ပုံစံတို့သည်တဲ့အရာဝတ္ထုဣပင်ကိုသဘောထဲမှပင် ပုံစံရှိသည်နော်အဲ့တော့လောကတွင်တဲ့ပုံတံတမရှိသောအရာဝတ္ထုများမရှိတဲ့ကဲ့သို့တဲ့ဝတ္ထု မရှိသောပုံစံမျိုးလဲဝတ္ထုဒရမရှိသောပုံစံမျိုးလဲမရှိချေတဲ့ထိုကြောင့်ပုံတံနဲ့ရုပ်ဒရသည်ခွဲခြားမရစကောင်းသောအရာနှစ်ခုသာဖြစ်သည်ဟုအရစ္စတိုတက်ကနားလည်ခဲ့တယ်ပေါ့လေနော်အဲ့တော့ဝတ္ထုဒရနဲ့ပုံတံပေါင်းစပ်ညီညွတ်သောအခါမှစာရွေးအရာဝတ္ထုတစ်ခုဖြစ်လာနိုင်တယ်ပေါ့နော်ရတဖန်နဲ့ထူတိချအရာဝတ္ထုတစ်ခုဒီပင်နဲ့ရွေလျာပြောင်းလဲသွားနိုင်သည်သူကဲ့သို့ရွေလျာအာလှုပ်ရှားပြောင်းလဲသွားခြင်းဒီနဲ့ပုံတံပြောင်းလဲမှုဤအာလိုက်နာဖြစ်ပေါ်နေခြင်းသာဖြစ်တယ်ပေါ့လေနော် အဲ့တော့ဤဤယောလောကသည်တဲ့စစ်မှန်သောနိုင်လောကရဲ့အရေးအကြောင်းများသာဖြစ်သည်ဆိုဒီမှာလည်းအလင်းမဟုတ်တဲ့ဤလောကသည်ပင်တဲ့စစ်မှန်သောလောကတစ်ခုသာဖြစ်ကြောင်းအရစ္စတိုတယ်ကယုံကြည်ခဲ့တယ်နော်အာဒါကြောင့်လည်းအရစ္စတိုတယ်ရဲ့အတွေ့အမြင်များ၌တဲ့တဘာဝအာဝတ္ထုသိပ္ပံပညာနှင့်ပတ်သက်သောအယူဆများကိုအမြောက်များတွေ့ရတယ်ဗောလင်နော်အဲ့တော့ဘလေတူရဲ့အတွေ့ခွန်မြော်မင်ပုံစနစ်ကနော်အခြေခံသဘောတရားမှာတဲ့ရေပူရကတော့နံဝရဖြစ်တယ်ဗောလင်နော် ဤဝါဒအရာလောကိထာဝရအမှန်တရားသည်ပြောင်းလဲခြင်းကင်းသောရည်ဘူးရနိုင်များသာဖြစ်၍နော်ရုပ်လောကသည်ကတဲ့နိုင်လောကိအရေးအသွင်သဘောဖြစ်သည်တဲ့ထို့ကြောင့်ရုပ်လောကမှာတဲ့အစ်အမှန်လောကမဟုတ်ချေနော်အဲ့တော့အရစ္စတိုတယ်ဂျာတော့သူသူတွေးခွန်ပုံကဘယ်လိုမျိုးအခြေခံလဲဆိုတော့နော်အကြောင်းတရား၄ပါးအမြင်တရားပေါ့နော်အကြောင်းတရား၄ပါးပေါ်မှာမူတည်ပြီးတော့သူကအတွေးခေါ ာတွေးခေါ်တယ်ဗောနော်ဥမာဆိုရအကြောင်းတရား၄ပါးစုံစည်းမှသာတဲ့အရာဝတ္ထုဖန်တီးဖြစ်ပေါ်လာနိုင်တယ်တဲ့နော်အဲ့တော့ထို့အကြောင်းတရား၄ပါးမှဆိုရင်နံပါတ်၁ပုံစံစိတ်ကူအကြောင်းတရားဖြစ်တယ်ဗောနော်နံပါတ်၂ရုပ်ဝတ္ထုပစ္စည်းအကြောင်းတရားနံပါတ်3ဖန်တီးမှုအကြောင်းတရားနံပါတ်4ရည်ရွယ်ချက်အကြောင်းတရားစသည်တို့ဖြစ်တော့ဘောလင်းတော့သူအကြောင်းတရား၄ပါးမှာဆိုအဲ့တော့သူဥပမာအနေနဲ့သူဘယ်လိုမျိုးပြောလဲဘောလင်းတော့ဥပမာအနေနဲ့သူဘယ်လိုမျိုးပြောလဲဆိုတော့ အာစင်ယုတ်တုတစ်ခုပေါ့နော်အဲ့တော့စင်ယုတ်တုတစ်ခုမှာဆိုရင်တော့အာစက်ကူပုံစံဖြင့်အဲယုတ်တုပစ္စည်းကိုအသုံးပြု၍အာရည်ရွယ်ချက်နဲ့တည်ဆောက်ရတာပေါ့လေနော်အဲ့တော့အရီအရစ်တိုတဲသဘောတရားအရာပေါ့လေနော်အာစင်ယုတ်တုတစ်ခုဖြစ်လာနိုင်မှုအတွဲဆိုရင်တော့အဲ့ဒီယုတ်တုကိုထူးလုံးနံစွမ်းရှိသောဗပုဇ္ဇရာကအရေးကြီးသောအကြောင်းတရားဖြစ်တယ်ပေါ့လေနော်အဲ့တော့ ဘလိုပဲဖြစ်ဖြစ်ပုံစံဘလိုပုံစံပဲရှိရှိပါတော့အကြောင်းတရားဖြစ်သောရုပ်ဝတ္ထုပစ္စည်းရှိရှိအာထူပုံစံစိတ်ကူးနေထူအကြောင်းအရာကိုပေါင်းစပ်ပြီးတဲ့ဖန်တီးသူမရှိလင်တဲ့ရုပ်ရုပ်လုံးပေါ်မလာနိုင်ဘူးနော်ဒါတော့သူရဲ့ထင်တာပေါ့နော်ဤကဲ့သို့အကြောင်းအရာ၃ပါးစုံစည်းနိုင်ရန်တဲ့အခြားအကြောင်းတရားတစ်ပါးရှိရအောင်ရှိရအောင်မယ်ပေါ့နော်ထူထူအကြောင်းတရားရည်ရွယ်ချက်မှာတော့အာရည်ရွယ်ချက်ဆိုတော့အကြောင်းဖြစ်တယ်ပေါ့နော် ဒီအရစ္စတိုတယ်ရဲ့အမြင်ကြတော့เนาะရုပ်လည်းအမှန်တရားစိတ်လည်းအမှန်တရားဖြစ်ကြောင်းကိုလက်ခံတယ်ပေါ့နော်အရစ္စတိုတယ်ကတော့ဒီကဘာကြီးအဒီဆက်ချဝရာကြီးအကြောင်းသူသူသူဘလို့စဉ်းစားလဲပေါ့နော်သူဘလို့စဉ်းစားလဲဆိုတော့ဤရုပ်လောကကြီးဒီတဲ့ပုံစံနံသဘောအတန်းဖြစ်ပေါ်နေတယ်ပေါ့နော်တနည်းဆိုတော့တဲ့ပုံစံနဲ့တကွဖြစ်အာဖြစ်တော့ကြောင်းတဲ့ရုပ်လုံးပို့နေခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီအဲဒါကြောင့်တဲ့ နံသဘောဖြစ်သောရေပူရပုံစံတော်၎င်းရုပ်သဘောဖြစ်သောတိချာရတည်နေသောဥထုပစ္စည်းတည်း၎င်းစစ်မှန်ခြင်းရှိကြတယ်ပေါ့နော်နှစ်ခုလုံးကရုပ်ရောနံရော ရှိတယ်ပေါ့ပလေတိုရတော့ရုပ်ကတော့အာအမြဲတမ်းပြောင်းလဲနေတယ်ဖောက်ပြဲလည်းမမှန်ဘူးနံကသာ စိတ်ကသာမှန်တယ်ပေါ့နော်ပလေတိုရတော့အာချစ်ရှုအပ်ပြီးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဒီအတွေးခေါ် philosophy ဆိုတော့လည်းနည်းနည်းတော့အာနားလည်အခက်ပါတယ်ပြန်လည်တင်ပြတဲ့အချိန်မှာလည်းနည်းနည်းအာနေချင်တော့ရှင်းလည်ရှင်းမှာပေါ့နော်အာနောက်ထပ်ဗီဒီယိုတစ်ခုမှာတွေ့ကြမယ်နော်